ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်။အောက်တိုဘာလ20ရက်နေ့ကနေအောက်တိုဘာလ26ရက်နေ့အတွင်းနေ့အလိုက်ဆောင်ရင်ရှောင်းရံနေကိုကျွန်မပြောပါမယ်။နော်ဒီကာလမှာစိုးမိုးတဲ့ခန်းန်းတွေကိုကျွန်မအရင်ပြောပါဦးမယ်။အောက်တိုဘာလနော်အဲ20အမ် အောက်တိုဘာလ20ရက်နေ့ကနေ26ရက်နေ့အတွင်းမှာစိုးမိုးတဲ့ခဏန်းတွေကိုကျွန်မပြောပါမယ်။စိုးမိုးတဲ့ခဏန်းတွေကတော့6ခဏန်း9ခဏန်း4ခဏန်း6ခဏန်း9ခဏန်း4ခဏန်းစိုးမိုးပါတယ်။6ခဏန်း9ခဏန်း4ခဏန်းစိုးမိုးပါတယ်။เนาะ နောက်တစ်ခုနောက် तू ကတော့ဒါအရန်ဆိုးမိုးတာတော့မဟုတ်ဘူးဒါပေမဲ့เนาะဒါလည်းထဲ့တွက်ဖို့လိုပါတယ်အဲ့တော့အဲ့ဒါကဘယ်ကဏ္ဍလဲလို့ပြောရင်၃ကဏ္ဍ၃ကဏ္ဍเนาะအဲ့တော့ကိုကထီထိုးမယ်ဆိုလို့ရှိရင်ထီထိုးရင်ကျွန်မတခုပြောမယ်เนาะထီထိုးမယ်ဆိုရင်ကိုရဲ့မွေးကဏ္ဍမွေးကဏ္ဍဆိုတာကဘာလဲလို့ပြောရင်15ရက်နေမှာမွေးတဲ့လူက6ကဏ္ဍအဲ့ဒါမွေးကဏ္ဍ နော်ကိုယ့်ရဲ့မွေးကနန်းရဲ့နံပါတ်၁ကကိုယ့်ရဲ့မွေးကနန်းဥမာ15ရက်နေ့မွေးတယ်ဆိုရင်တစ်လုံးကနန်းတစ်ခုလည်းဖြစ်အောင်ပေါင်းလိုက်15ရက်နေ့ဆိုတော့1နဲ့9နဲ့ပေါင်းတော့6ကနန်းဟုတ်ပြီနော်အဲ့ဒါကိုယ့်ရဲ့မွေးကနန်းအဲ့ဒီမွေးကနန်းကိုထီနံပါတ်တွေအကုန်လုံးပေါင်းကြည့်ပေါင်းကြည့်လို့ကိုယ့်ရဲ့မွေးကနန်းရတယ်ဆိုရင်အဲ့ဒီထီကကိုယ့်အတွက် ထိုးတိုက်တဲ့ထီအဲ့ဒါကိုထိုးလို့ရတယ်နော်နောက်တစ်ချက်ကကြတော့နော်ကိုယ့်ရဲ့မွေးတဲ့မွေးနေ့တွေ မွေးရက်တွေမွေးလတွေခုနှစ်တွေတစ်ခုလုံးအကုန်ပေါင်းလိုက်နော်ပေါင်းလိုက်တဲ့အခါကျရင်နောက်ဆုံးကဏန်းတစ်လုံးနဲ့ထိရအောင်ပေါင်းနော်အဲ့ဒီနောက်ဆုံးကဏန်းတစ်လုံးနဲ့ထိရတဲ့ကဏန်းဟာကို့အတွက်ကဏန်းအဲ့တော့လူတစ်ယောက်မှာကဏန်းနှလုံးရှိမယ်ပထမတစ်လုံးကကို့မွေးနေ့ကိုပေါင်းတဲ့ကဏန်းနော်အဲ့တော့ရှစ်ရက်နေ့မွေးတဲ့လူဆို၈ကဏန်းနော်ရှစ်ရက်နေ့ရှစ်လ1988ရဲ့မှာမွေးတဲ့လူဆိုရင်ရှစ်ရဲ့ မွေးနေ့ရှိရဲမွေးလာရှိရဲ1988ရဲအကုန်လုံးပေါင်းအကုန်လုံးပေါင်းပြီးရလာတဲ့ဂဏန်းတစ်လုံးနဲ့ရလာလိမ့်မယ်အဲ့ဂဏန်းဟာကိုယ့်အတွက်ဂဏန်းပဲပေါ့နော်အဲ့တော့ထီပေါက်ချင်တဲ့လူတွေနော်ထီထိုးချင်တဲ့လူတွေကြရင်အဲ့လိုမျိုးကိုယ့်ရဲ့မွေးနေ့ဂဏန်းရဲ့ခုနှစ်တစ်ခုလုံးပေါင်းပြီးတော့နော်ရနိုင်တဲ့ဂဏန်းရဲ့ဒါကိုကိုကထီပေါက်ဆင်မှာထီပေါက်ဆင်ကထီဂဏန်းနေအကုန်လုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့ ကိုယ့်ရဲ့ဂဏန်းဖြစ်နေတယ်ဆိုရင်အဲ့ဒီ ठी ဟာကိုထိုးစင်းတဲ့ ठी ပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းမှာ ठी ပေါက်နိုင်သောကံနဲ့ဘယ်ဘယ်လတွေမှာ ठी ပေါက်နိုင်သောကံကလည်းလူတိုင်းမှာမရှိဘူးနော်တချို့လူတွေမှာ ठी ပေါက်နိုင်သောကံကမွေးလာခဲ့ပြီးကလေးကပါလာခဲ့ပြီးသားနော်အဲ့တော့ ဘယ်လာနေမှာထိပေါက်နိုင်တယ်လဲဆိုတာလူတိုင်းမှာရှိတယ်ဘယ်နှစ်ခုနှစ်မှာဘယ်အသက်အပိုင်းခြားမှာထိပေါက်နိုင်တယ်လဲဆိုတာဘေးတွင်နဲ့တွက်လို့ရတယ်เนาะဟာဒီဘိုဒီသက်သက်မှာထိပေါက်ကိန်းရှိမရှိဆိုတာလေဘေးတွင်ကတွက်လို့ရတယ်ပေါ့เนาะအဲ့တော့ဟိုဒါကကျွန်မဟိုဒါမဟုတ်သူတအနေနဲ့ပြောတာကိုယ့်ရဲ့မွေးကနန်းကိုမှတ်ထားပြီးတော့ထီထိုးရင်လေဒါဟာ ကောင်းတယ်ကို့အတွက်ကောင်းတယ်ပေါ့နော်ထီတယ်မဟုတ်ဘူးကိုရဲ့ကိုဝယ်မဲ့အိမ်နံပါတ်တို့နော်ကားနံပါတ်တို့ဆိုရင်ကို့နံပါတ်ကလေးတွေဆိုရင်တော့ကို့အတွက်အကျိုးပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်မဆက်ပြီးတော့ပြောပါမယ်အော်တိုဘာလ20ရက်နေ့ပေါ့နော်အော်တိုဘာလ20ရက်နေ့ကိုစပြီးတော့ကျွန်မပြောပါမယ်အော်တိုဘာလ20ရက်နေ့က အပြောမယ်ဆိုရင်ဝစီယယုတ်နဲ့မုခယုတ်ရတဲ့နည်းဖြစ်တယ်ဝစီယယုတ်ဆိုတာကတော့ဆုံးပျက်စီးဆုံးရှုံးခြင်းကို ဖြစ်စေတဲ့ယုတ်ပါเนาะအဲမု မုခယုတ်ကကြတော့သူကဒါလဲတိတ်ကောင်းတဲ့ယုတ်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အောက်တိုဘာလ20ရက်နေ့ကသူကညချမ်းနေထဲမှာတော့ပါတယ်နော်အသင့်တင့်ချမ်းနေအရန်ကြီးချမ်းနေနေတော့မဟုတ်ဘူးအသင့်တင့်ချမ်းနေထဲမှာပါပါတယ်ဘာကြောင့်လဲဆိုတော့ဝစီယယုတ်နဲ့နော်မုခယုတ်ဆိုတာက လူတွေကို ထိခိုက်စေတဲ့ယုတ်ဖြစ်တယ်ကောင်းကျိုးမရှိတဲ့ယုတ်ပေါ့နော်အဲ့တော့ရှောင်းရံအမောင်ကာလကတော့မနဲ့2နာရီ နော်မနေ့၃ည၃ည나이ရနေမနေ့2나이တွင်အမောင်ကာလဖြစ်သလိုမနက်9နာရီကနေပြီးတော့9နာရီ17မိနစ်ကနေပြီးတော့ည12နာရီအတွင်းလဲအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလမှာကိုကကိုရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့တော့ကတော့ جماعه ကတော့ရှောင်စေချင်ပါတယ်ဒီလိုကာလမှာကိုကဥဒိုရေးတွေကိုပို့ပြီးတော့လှုပ်စေချင်ပါတယ်တောက်ပွင့်လက်ပွင့်စေတဲ့အရာကတော့ အချူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရက်ဖြစ်ပါတယ်ရွတ်ပွားပူဆောင်းမဲ့ခါတာကတော့ယတနာတုံနဲ့ဘောဆင်တုံဖြစ်ပါတယ်လူဒန်းမယ်ဆိုလို့ရှိရင်တော့နော်2025တနှစ်လုံးမှာနဝင်းဆုံးကအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့နဝင်းဆုံးကိုလူဒန်းနိုင်ပါတယ်အောက်တိုဘာလ21ရက်နေ့ကတော့နော် ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ ద్వ ာချရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะ21ရက်နေ့ရလေနေ့မကောင်းပါဘူးရှောင်းရံအမောင်ကာလကတော့မနက်3ည3ည9နာရီရနေပြီးတော့မနက်9နာရီနဲ့16မိနစ်အတွင်းဟာအမောင်ကာလဖြစ်သလိုညနေ3နာရီရနေပြီးတော့ညနေ4နာရီခွဲကလည်းအမောင်ကာလဖြစ်ပါတယ်အဲ့လိုကာလတွေမှာတော့ကိုကဂေယုတစိုက်တဲ့ဟိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအထူးရှောင်တဲ့ပါတယ် ကံဖွင့်လက်ဖွင့်စေတဲ့အရာကတော့ပန်းရောင်ဖြစ်ပါတယ်။အရက်နဲ့နာအနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောင်ရက်ဖြစ်ပါတယ်။ကျပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ပုပ္ပနာတုပ်ပဲဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါတယ်အောက်တိုဘာလ22ရက်နေ့ဗုဒ္ဓဟူးနေ့ရတော့ မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနယုတ်ရတဲ့နေ့ဖြစ်ပါတယ်မြစ်စုယုတ်ကကြတော့သူကလူတွေကိုထိကိုက်ပျက်စီးသိမ်းဆုံးစေတဲ့ယုတ်ဖြစ်တယ်လို့ကာနယုတ်ကြတော့လေဆင်းရဲဒုက္ခကိုပေးတဲ့ယုတ်ဖြစ်ပါတယ်အဲ့တော့အခါမကောင်းပါဘူးနော်တနေ့တာလုံးအမောင်ကာလဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဖူးနေ့ရတယ် အမှန်ကာလဖြစ်တဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့နေ့တည်းမှာမပါပါဘူးရှင်ဂိယုဒဆိုင်နဲ့နေထိုင်ရမယ့်နေ့ပဲဖြစ်ပါတယ်တံပွင့်လက်ပွင့်စေတဲ့အရာကတော့ အဝါရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ကတော့အရှိရက်ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ့်ခါတာကတော့သံပုတ်တွေခါတာနဲ့ဒါရဏပရိတ်ဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလူတန်းနိုင်ပါတယ်အောက်တိုဘာလ23ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုဆောက်လုပ်နိုင်ရတဲ့သူတိသူသူတိယရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့ဝေပုမာနာရုပ်ရတဲ့နေ့ဖြစ်ပါတယ် ပြောမယ်ဆိုရင်တော့နေရကောင်းတဲ့နေထဲမှာပါပါတယ်။အမောင်ကာလကတော့ညတနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအချိန်ကာလမကောင်းပါဘူး။အဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေရဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နာကတော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါရာကတော့24ပစ္စည်းပဋ္ဌာန်းဖြစ်ပါတယ်။ လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစိုးကိုလှူဒန်းနိုင်ပါလိမ့်ရှင်။အော်တိုဘာလ24ရက်နေ့ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုတ်နဲ့ပင်မန်းစည်းရဲခြင်းကိုဖြစ်စေတဲ့ရက်ခါတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်။အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:20ကနေပြီးတော့ညနေည7:00ထိ အချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့တခွားရောင်နှုတ်နှစ်ရောင်ဖြစ်ပါတယ်။အရက်မျက်နာနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောက်ရက်ဖြစ်ပါတယ်။ရုပ်ဘွားပူဇော်ရမယ့်ခါရာကတော့ဂုံတော်ကွန်ချာပုပ္ပနာတုံးနဲ့မြတ်တာတုတ်ကိုပူဇော်တင်ပါတယ်။လူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူဒန်းပေးပါအောက်တိုဘာလ25ရက်နေ့ကတော့ဇနေနေ့ဖြစ်ပါတယ် အမတယုံနဲ့ချီးမြှောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့ပစ္စည်းဥစ္စာတွေကိုကုံဆုံးစေတတ်တဲ့မူတလာယုံရတဲ့နေ့ဖြစ်ပါတယ်။အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနေ့7နာရီကနေပြီးတော့7နာရီနဲ့48မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးမနက်9:00နာရီကနေပြီးတော့မနက်10:30မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ ီလိုကာလတွေမှာကိုကအမြင်စေလိုတဲ့ကိစ္စတွေကို လုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုကာလတွေကနော်ရှောင်တဲ့နေနေထဲမှာ ပါဝင်ပါတယ်။ကံဖွင့်လက်ပွင့်စေတဲ့အရာကတော့မိကိုရောင်ဖြစ်ပါတယ်အရက်မျက်နာနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောက်ရဲ့ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါထာကတော့တန်ဖိုးဒီဂါထာနဲ့ဒါရဏပရိတ်ဖြစ်ပါတယ် လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစုံကိုလှူဒန်းပေးပါ။အောက်တိုဘာလ26ရက်နေ့အောက်တိုဘာလ26ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်။တနင်္ဂနွေနေ့မှာကာနာယုတ်နဲ့ တိတ်တိယုတ်ရတဲ့နေ့ဖြစ်ပါတယ်။ကာမယုတ်ကတော့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့ယုတ်ဖြစ်ပြီးတော့တိတ်တိယုတ်ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့ယုတ်ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့အကောင်းအဆိုးနှစ်မျိုးစလုံးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ ။ရှောင်းရံအမောင်ကာလာကိုကြည့်တဲ့အခါမှာအမောင်ကာလာက3ည3ည9နာရီကနေ3ည9နာရီ48မိနစ်တွင်အချိန်အခါမကောင်းပါဘူး။ညနေ4နာရီ30မိနစ်ကနေပြီးတော့ညနေ6နာရီအတွင်းမှာအချိန်အခါမကောင်းပါဘူးရှင်။ဒီလိုမကောင်းတဲ့အချိန်အခါကိုရှောင်းပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့မနက်10နာရီအလုံးမှာနော် သိတိယုံရထားတဲ့အတွက်အဲ့ဒီကာလမှာတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့ကျမကတော့အဖြူရောင်ကိုညွှန်ပါတယ်။အဖြူရောင်အရက်ညနာနေနဲ့ဆိုလို့ရှိရင်တော့မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ဂါရာကတော့ပရိကြီး73ဖြစ်ပါတယ်။နော်ကျမအနေနဲ့ကတနည်းဦးနေနေ့တိုင်းမှာကျမကပရိကြီး73ကိုရွတ်စေချင်တယ်ပေါ့နော်ဖြစ်မှန်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ပရိကြီး73ကိုနော် အပတ်တပတ်လုံးကိုက နေတိုင်းယူနိုင်ရင်တော့ပိုကောင်းပါတယ်တကယ်လို့နေတိုင်းမယူနိုင်ဘူးကို့အတွက်အချိန်ပေးဖို့အခက်ခဲရှိတယ်ဆိုရင်တပတ်မှာတစ်ရက်ဆက်သတုပ်လုံးစုံအောင်ရွက်ပွားပူဇော်ပေးပါအဲ့တော့ကျမအနေနဲ့နော်အောက်တိုဘာလ20ရက်နေ့ကနေပြီးတော့26ရက်နေ့အတွင်းမှာဂျိုနီထားရနေ့လိုက်ဆောင်ရရှောင်းရနေလို့တော့ကျမပြောချပြပါပြီဒါအပြင်နော်ဒီလိုကာလမှာဘေးအန္တရာယ်ကင်းကင်း နဲ့เนาะကက်ဘေးတွေလဲကိုကကျော်လွားနိုင်မယ်ဟလာကိုရဲ့အာကုသို့ကံနေကိုနောက်ကိုကတ်နေတဲ့အာကုသို့ကံတွေလဲကိုကိုအကျိုးမပေးနိုင်ဘူးအတွက်လှူဆောင်ရမှာ၄ကိုလဲကျမကညဝေခဲ့ပြီးပါပြီအဲ့တော့ချက်တော်သူများအားလုံးကျမကြပါစီချမ်းသာကြပါစီ